ရှိသောဘုရားခင်ကျေးတော်ချီးမွမ်းပါれအားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့သာရဘုရားကောင်းမြတ်တော်မူသည့်အကြောင်းကိုမြည်ဆိုင်သိမှတ်ပါဆိုရဲကောင်းစဉ်လေးနဲ့ခွာပေးတော်မှာဖြစ်ပါれအဲ့တော့ဘုရားခင်ကောင်းမြတ်တယ်ဆိုတာကျွန်တော်လူသားအလုံးကသိပြီသားဖြစ်တယ်တော်တော်လည်းဘလောက်ကောင်းမြတ်တယ်ဆိုတာကိုကိုရိုင်းသိမှတ်ဖို့ဆိုရင်တော့ကိုကိုရိုင်းစမ်းကြည့်ရမှာဖြစ်တယ်ဆလံချခန်း34စာပတ်ရှင်းမှာ ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည့်အကြောင်းကိုမြည်ဆိုင်၍သိမှတ်ကြတော့ကိုရောခိုးလုံတော်သူသည်မင်္ဂလာရှိလို့ပြောပါတယ်ဆိုတော့အမေချက်တဲ့ဟင်းကောင်းပြီးသားပဲသူကရင်ဘလောက်ကောင်းတယ်လဲဒီဟင်းကနော်ဒီဟင်းကတော့ဘလောက်ကောင်းတယ်လဲဆိုတော့မိကြည့်ပြီးမှပဲသူကခံစားနိုင်တာဖြစ်တယ်သိမှတ်နိုင်တာဖြစ်ပါတယ်နော်အဲ့တော့အဲ့လိုသိမှတ်ပြီးရင်တော့တကယ်စားလိုက်ရင်တော့ခွားဖြစ်မှာပေါ့နော်စိတ်ကျဉ်တတ်မှာပေါ့ဒီလိုမျိုး တိုင်းမှာပဲဗျာခင်ကောင်းတယ်ဆိုတာလူတိုင်းသိပြီးသားသူ့အတွင်းဘလောက်ကိုယ့်ပေါ်မှာကောင်းတယ်ဆိုတာကိုကိုယ်ကိုယ်တိုင်းသိမှတ်ဖို့ဆိုရင်တော့ပြီးစမ်းကြည့်ရမှာဖြစ်တယ်။ပြီးရင်ကောင်းမှသိသွားရင်ဘာဖြစ်လဲခိုးလုံးမှာပေါ့ခိုးလုံးနေဆိုတော့ဘာဖြစ်မလဲမင်္ဂလာရှိမယ်ဒါလိုပြောပါတယ်နော်အဲ့တော့ယောဟန်ခန်း3:16ဆက်6မှာဘုရားသခင်တားတော်ကိုယုံကြည်တော်သူအပေါင်းတို့သည်ပြည့်စည်ခြင်းတို့မရောက်ထာဝရတက်ကိုရစေခြင်းမှာ ဘုရားသခင်သည်မိမိ၌တပါးတီးသောသားတို့ကိုစွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏လို့ပြောတယ်။ဆရာဘုရားသခင်ကဘလောက်ကောင်းလဲဆိုတော့ကျွန်တော်နော်လောကီသားတွေကိုချစ်ပြီးတော့မှနော်ငဲကြမှာကိုတနာတဲ့ခါမှာသူ့ရဲ့တပါးတီးသောသားတော်ယေရှုခရစ်တော်ဒီလောကကိုဆီလွတ်တယ်။ဆီလွတ်ပြီးတော့မှအပြစ်ငဲကယ်တင်ခိုင်းတယ်။ဒီလိုပြောပါတယ် အဲ့ဒါတော့ယေရှုလက်ဝါးကရိုင်မှာတည်ခံတဲ့တချို့ပြီးသုံးရမဲ့သောနေ့မှာအသက်ပြန်ရှင်တယ်။အဲ့ဒါကျွန်တော်ကျွန်မရဲ့အပြစ်ငဲတဲ့အတွက်ကိုးစားဖြစ်တယ်ဆိုပြီးတော့မှယေရှုကိုတင့်ရဲ့ကယ်တင်ရှင်ဖြစ်တယ်လို့တင်ယုံကြည်တယ်ဆိုရင်တော့ရင်တင်ယုံကြည်တယ်ဆိုရင်တော့ယေရှုရဲ့ဝိညာဉ်တည်ယူတော်တန်ရှင်တော်ဝိညာဉ်တော်တင့်ရဲ့အထက်မှာရောက်လာမှာဖြစ်ပြီးတော့မှနော်တင့်ဟာငါ အဖြစ်သားမဟုတ်တော့ဘူးငရဲသားမဟုတ်တော့ဘူးဖျားသားဖြစ်ပြီကောင်းငင်သားဖြစ်ပြီဆိုပြီးတော့မှစိတ်နှလုံးမှာစိတ်ချမှုရရှိမယ်ဘလို့မှကြံစည်မမီနိုင်နဲ့ဝမ်းမြောက်ညီသက်ခြင်းရှိလာမှာဖြစ်ပါတယ်အဲ့ဒါအဲ့လိုအဖြစ်ကျွန်တော်တို့ဘုရားသခင်ကောင်းမြတ်တဲ့အကြောင်းဘုရားရဲ့ချစ်ခြင်းမေတ္တာကိုမိဆန်လို့ရပါတယ်ခင်ဗျနော် နာကူကတော့တုတ်တန်ခန်းတစ်စပိုက်33မှာငါစကားကိုနားထောင်တော်သူမူကလုံချုံစွာနေဘေးကိုမကြောက်ဘဲညင်ဝတ်လိမ့်မည်တဲ့အဲ့တော့ဘုရားသခင်ကောင်းမြတ်တဲ့ဒီနေရာမှာဘာကောင်းလဲဆိုတော့နော်အချင်းတွေဘာဖြစ်ဖြစ်နော်ရန်သူဝိုင်းပါစေစောင်းဝင်နေအစင်မပြေပါစေ။အိုးဘာဖြစ်ဖြစ်ဘာအချင်းတွေပဲဖြစ်ဖြစ်ဘာဘုရားစကားနားထောင်ရင်တော့ဘာဖြစ်မလဲလုံချုံစွာနေ၍ ဘေးကိုမကြောက်ပဲညင်ဝတ်မယ်လို့ပြောပါတယ်ဆရာဖျားစကားကိုနားထောင်ကြည့်ပေါ့နားထောင်ပြီးမိစမ်းကြည့်ပေါ့အဲ့ဒါဆိုရင်တော့နော်လုံခြုံစွာနေရမှာဖြစ်တယ်ပြီးရင်လည်းဘေးကိုမကြောက်ပဲညင်သက်ချမ်းသာရှင်ရှိနေမှာဖြစ်ပါတယ်ညင်ဝတ်နေမှာဖြစ်ပါတယ်နော်ဒါအဲ့လိုနဲ့သင်ကဖျားကောင်းမြတ်ချောင်းမိစမ်းရမှာဖြစ်တယ်မဿဲခမ်း၁၇ဆဖတ်၂၈မှာ ဝန်လေးပင်မတော်တို့အပေါင်းတို့ငတ်ထံတို့လာကြတော့ငါသည်ချမ်းသာပေးမည်ဒီနေ့သင်ဘာတွေဝန်လေးနေပါလဲနော်မိသားစုအရေးဝန်လေးနေရပါသလားနော်အေဘာသာတရားကိုကျင့်ကြံအားထုတ်ရင်းနဲ့ဝန်လေးနေရပါသလားဟာလားအဲဘလို့ဝန်ပဲပြီပြီနော်ဘလို့ဝန်ပဲပြီပြီဘုရားသခင်နားမထောင်မိခဲ့လို့နော်တွေ့ကြုံရတဲ့ဆင်းရဲဒုက္ခပါရှိတယ် အဲ့တော့အဲ့ဒီဝင်ကနေပါလဲချမ်းသာရဖို့အတွက်ဆိုတော့ယေရှုဖျားစီကိုသွားမှာဖြစ်ပါတယ်အဲ့တော့တကယ်ချမ်းသာရသလားမရဘူးလားဒီနေ့သင်ဝင်ကနေတကယ်ချမ်းသာရမရဆိုတာယေရှုစီကိုခေါလုံကြည့်ပါကိုရောကဲမပါဆိုတော့မှဆုတောင်းကြည့်ပါအဲ့ဒါဆိုရင်တော့တင့်သက်တာပေါ်ပန်းလန်းဆန်းသွားမှာဖြစ်ချင်အဖြစ်ဖျားသခင်ကကဲတင်တယ်ဆိုတော့သင် ကိုယ်ရံခံစားရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့နော်ယေရမိခံ33ဆဘိုက်တော့မှာငောက်ခေါ်တော့ငါထိုးမိကြီးတော့အရာတင်မသိနိုင်အောင်နည်းနည်းတော့အရာတော့ငါပြမယ်လို့ပြောပါတယ်အဲ့တော့ဘုရားသခင်ကိုခေါ်ကြည့်ပါခေါ်ရင်ထိုးတယ်လို့ပြောချင်တာဖြစ်တယ်နော်အဲ့တော့ကြီးတော့အရာဘုရားလောက်ကြီးတာပါရှိမှာတော့နည်းနည်းတဲ့အရာဘုရားသခင်အကြောင်းတော့နည်းနည်းတာပါရှိမှာတော့နော်အဲ့ဒါတွေတရားတော်ခွင့်ပေးမယ် နော်ပြင်လဲဘယ်ထက်ရတယ်ခေါ်ရမလဲကြမ်းမိုင်းမကောင်းလို့ကြမ်းမိုင်းမကောင်းခြင်းထက်ခေါ်မလားမိသားစုပြဿနာထက်ခေါ်မလားနော်ဆောက်ရနေအခက်ခဲတဲ့ခေါ်မလားဘေးဒုက္ခနော်ထက်ခေါ်မလားခေါ်ကြည့်ပါကတင်မှာကိုတော့ကျွန်တော်ဒီလိုဖြစ်နေတယ်အဖေရန်ရှင်းသွားလိမ့်မယ်လို့အဖေရကမှာဖျားခင်ကောင်းမြတ်တော်မူကြောင်းတင်ကိုယ်တော်တိမှတ်ရလိမ့်မယ်လို့ကျွန်တော်ပြောချင်ပါတယ် ။နောက်ဆုံးအနေနဲ့နော်ကျွန်တော်ယုံကြည်သူတွေအတွက်မာလခိခန်းသုံးစာပတ်30မှာဆယ်ဘို့တဘို့ရှိသမျှတို့ကိုဘာနာတိုက်ထိုက်သို့တွင်း၍ငါအိမ်တော်နဲ့စားစရာရှိစေခြင်းကပြုကြလော့။ငါသည်မိုးကောင်းကင်ပရင်ပေါတို့ကိုဖွင့်၍ကောင်းချီးမင်္ဂလာအကုန်စင်တွန်းလောင်းမီမတွန်းလောင်းမီကိုထိုတို့စုံစမ်းကြလော့။ကောင်းကင်ဘုရားအရှင်သာရဘုရားမိန့်တော်မူ၏။ဘုရားသခင်ဘလောက်ကောင်းလဲဆိုတာမိုးကောင်းကင်ပရင်ပေါတို့ဖွင့်ပြီးကောင်းချီးမင်္ဂလာတွန်းလောင်းမယ်တဲ့။ အဲ့ဒါကိုစမ်းကြည့်တဲ့ဘလို့စမ်းကြည့်ရမလဲဆယ်ဖို့တဖို့ထဲရမှာဖြစ်ပါတယ်ဆယ်ဖို့တဖို့ဟာကျွန်တော်ဥစ္စာမဟုတ်ဘုရားသခင်ဥစ္စာဖြစ်တယ်အဲ့တော့ဘုရားခင်ကိုပေးရင်ဘသူပေးလဲဆိုတော့နော်အမှုတော်ဆောင်နေလေဝိသားတွေကိုပေးရတာဖြစ်ပါတယ်အမှုတော်ဆောင်နေအမှုတော်ဆောင်နေကသူတို့ဘာလုပ်လဲသူတို့ချမ်းသာကြွယ်ဝဖို့အတွက်သူတို့စီးပွားရေးမလုပ်အောင်နော်ပညာတွေကျမ်းမှာဆိုတော့သူတို့ဘာလဲ မြေကိုခွဲတဲ့အခါမှာအမွေမခံရဘူးဘုရားခင်ကောင်းချီးမင်္ဂလာအမွေသူတို့မခံရဘူးသူတို့ကိုဘယ်ခင်ပေးတဲ့အမွေကတော့တခြားဣသရေလလူမျိုးတွေရဲ့ဆယ်ဖို့တဖို့ကိုပေးတာဖြစ်ပါတယ်အမွေအနေနဲ့နော်ဆိုတော့ဒီခေတ်ဒီခါမှာလည်းအမှုတော်ဆောင်နေဆိုတာဒီနေ့ဟိုချမ်းသာကြွယ်ဝဖို့အတွက်စီးပွားလုပ်တဲ့သူတွေမရှိပါဘူးမရှိပါဘူးအဲ့တော့လုပ်ရဆိုရင်တော့ဒါလွဲနေပါပြီ ်အမှုရဆောင်အလုတ်လုပ်တယ်ဆိုရင်တော့ရှင်ပေါ်လုတ်ခဲ့ဆိုတဲချင်ချုပ်တယ်ဆိုသလိုပဲသူဟာအေးဝန်ကြီးလေးလုတ်ဖို့အတွက်စီးပွားလုပ်တာပဲဖြစ်ပါတယ်သူချမ်းသာကြွယ်ဝပြီးတော့မှဇင်ခံဖို့ကြွားဖို့မရှိပါဘူးဆရာတော်အတင်းရဆယ်ဖို့တဖို့သူကဲ့သို့သောနော်အမှုရဆောင်ဆက်ကပ်ပါဒါဗိမှန်တော်ယူရဲဆိုတော့လေငါစားစရာရှိစေချင်းကဘာနာတိုက်တဲ့ထဲ့ပါဆိုတော့လေအဲ့ဒါပဲဖြစ်ပါတယ် နော်အဲ့ဘာနာတိုက်ဆိုတာတကယ်တမ်းကျတော့အဲ့တရေကလူမျိုးတွေကယူလာတဲ့ဆယ်ဖို့တဖို့တခါတဲ့ဘာနာတိုက်တွေထဲ့တာမဟုတ်ပါဘူးလေဝိလူအရင်ပေးတာဖြစ်တယ်လေဝိလူကသူ့ရဲ့ဆယ်ဖို့တဖို့ရဲ့ဆယ်ဖို့တဖို့သူရတဲ့နော်ယုံကြည်သူတွေရဲ့ဆယ်ဖို့တဖို့ထဲကဆယ်ဖို့တဖို့ကိုမှဘာနာတိုက်ထဲထဲ့တာဖြစ်ပါတယ်ဟုတ်တယ်လို့ဒါဝါထဲမှာပါလေနေမြေခန်း30စာပိုက်38ကိုဖတ်ကြည့်ပါ။နော်တွေ့ရလိမ့်မယ်။ အဲ့လိုမျိုးဘုရားသခင်ကဘလောက်ကောင်းမြတ်တယ်ဆိုတာကိုမြင်ဆိုင်ရမှာဖြစ်ပါတယ်မြင်ဆိုင်ရင်တော့တင်ကိုယ်တိုင်သိမှတ်ရပါဖြစ်တယ်ဘုရားသခင်နဲ့တင်တော်အလုံးကိုကောင်းချီးပေးပါစေတော့အာမင်